ဒါကတော့ကျွန်တော်တို့ဒီပတရားမှာပေါ့နော်ကျွန်တော်တို့ဒီလှေစိတ်ပေါ့နော်ကျွန်တော်တို့ဒီတန်ဃာတွေနဲ့ပတ်သက်ပြီးတော့မှ လေစိတ်လေးရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ညဘက်အချိန်လမ်းလျှောက်နေရတာဖြစ်တယ်ပေါ့နော်တစ်ဖက်တစ်ချက်ချမ်းမှာတော့ကျွန်တော်တို့ဒီဒီလှေစီးတွေလှည့်ပြီးတော့မှပေါ့နော်ဖြစ်နေတယ်ပေါ့တဘာဝတိုင်းပေါ့နော်တော်တော်လေးကမှတော်တော်လေးခံစားလို့ကောင်းတယ်တော်တော်လေးကမှတော်တော်လေးမိုက်တယ်ပေါ့နော်ဒီဘက်တစ်လျှောက်လုံးကျွန်တော်တို့တွေဟိုးရှိမှဆိုရင်မြို့တွေပေါ့နော်ဒီမှာတော့ကျွန်တော်တို့တန်ဃာလေးလေးရှိတယ်ပေါ့နော် ဒါတော့ညက်ဘက်အမှောင်ကြီးဆိုတော့ဟိုးရှိမှဆိုတော်တော်လေးကိုလာရပါတော့ဒါတခါတည်းတိုက်ရိုက်ရိုက်ပြနေရပါတော့ကောင်းကင်ဘုံမှာတစ်စီလှည့်ပြီးတော့မှာလက်နေရပါတော့ဘာသမ်းမတော့မကြောက်ဘူးပါတော့တို့တို့အာမြို့ပြရဲ့အပြင်မှာနေတဲ့ပုံစံလေးပေါ့နော်သူရဲ့တဘာဝကဖြစ်လာတဲ့ ဒါကတော့တဘာဝအလျောက်ပေါ့နော်ကျွန်တော်တို့တိမ်တိုက်ဒီပုံမှာဖြစ်နေတဲ့ဟာတွေပေါ့နော်ဒါပထမအဦးဆုံးပဲမြင်မှုတော့နော်လူပုံစံမျိုးတွေပေါ့အဲ့တော့စောင့်ပြီးရိုက်မယ်ဆိုရင်တော့မတော်တော်လေးဟိုမှာတော်တော်လေးမလွယ်ဘူးနော်ဒါကကျွန်တော်တို့လာတဲ့ချိန်နဲ့ကြုံတာပေါ့နော်အဲ့လိုမျိုးမြင်ကွင်းအောင်ကျွန်တော်ဒီမှာထိုင်ပြီးတော့ဒစိမ့်စိမ့်ကြည့်ပါမယ်ခင်ဗျာမတန်းကတော့မပြတ်အောင်တော့ကျွန်တော်တင်ထားရပါတော့နောက်တစ်ထပ်မြင်ရဖို့လည်းမလွယ်ပါဘူးဒီလိုမြင်ကွင်းဆိုတာသဘာဝတရားကြီးอ่ะ ဟိုကိုဖြစ်ချင်တဲ့နိုင်ကိုဖြစ်စေချင်တဲ့နိုင်ဖြစ်လို့မရအောင်ဒီအရှိမဆိုကျွန်တော်တွေဒါပင်လယ်ကြီးနဲ့နှိစက်နေတဲ့နေရာပေါ့နော်ဟိုမိုးချိန်တာတော့ပါတော့တော့ပဲငယ်တော့မှမြင်ခဲ့ရဘူးတော့ပေါ့နော်ဒီလိုမျိုးအဲ့လိုမျိုးကောင်းကင်မှာလျှက်ရှိအချိန်နဲ့အမျှအဲ့လိုတောက်ပြီးတော့မှဖြစ်နေတာတော့တစ်ခါမှမမြင်ဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်ထိုင်ကြည့်ပြီးတော့ခံစားမှာဗျာတဘာဝတရားကြီးအလားတည်း